မန္တလေးမြို့တွင်မြလင်းတန်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကိုတို့မှရုပ်လောင်း၅လောင်းကိုဇွန်လ၁၂နေ့ကထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တဖွဲ့ကထုတ်ပြန်ပါသည်။မြန်မာနိုင်ငံမိသက်တဖွဲ့မှရန်ရာများနဲ့အတူရုပ်လောင်းကျန်ရှိနေတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအဆောင်နဲ့ပြီးအဆောင်တို့အားဖယ်ရှားရှင်းလင်းခြင်းနဲ့ရုပ်လောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရှိရာဇွန်လ၁၂ရက်နေ့မနက်၁၇နာရီ၄၅မိနစ်အချိန်မှာပြီးအဆောင်အခန်းအမှတ် H4 မှအမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးရဲ့ရုပ်လောင်းများအားထုတ်ယူနိုင်ခဲ့ကြောင်းသိရပါသည်။ ါတယ်။ငလေးချောင်းပြိုကျခဲ့တဲ့ Sky Villa ကိုတို့မှရုံလောင်းတရာကျော်ရရှိထားပြီးဖြစ်ကြောင်းမြန်မာနိုင်ငံမိသားတစ်ဖွဲ့ရဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။ငလေလောက်ခံမှုကြောင့်ပြိုကျခဲ့တဲ့ Sky Villa Condo အား NDN Construction Company ကဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ 2019ခုနှစ်မှာဆောက်လုပ်ပြီးတဲ့နောက်အခန်းများကိုစတင်ရောင်းချခြင်းကငလီတန်ခန့်နိုင်တဲ့ဖောင်ဒေးရှင်းနဲ့တည်ဆောက်ထားခြင်းဖြစ်တယ်လို့ကြေညာကရောင်းချခဲ့ပါတယ်။ Sky Villa ကိုတော့မှအပိုင်း၄ပိုင်းရှိပြီးပြိုကျရာတွင်အလဲပိုင်းနဲ့အနောက်ပိုင်းတွင်၁၀လလုံးပြိုကျကာအရှိတပိုင်းမှာလည်းအပေါ်ဆုံး၆လသာကျန်ရှိခဲ့ပြီးအောက်ဆုံး၄လမှာမြေကြီးအတွင်ကျုံဝင်ခဲ့တယ်လို့သိရပါတယ်။